ပြင်ဖင်ရဲ့သမီးဟာဒီမှာ professor တန်းတက်နေတာ Harvard University မှာအဲ့တော့ဒီ visa ပိတ်တယ်ဆိုတာကဒီ Harvard University ရဲ့ visa ကိုပိတ်တယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်အဲ့တော့ဟန်ရင်း post မှာပါပြီးတော့နော်ဟန်ရင်း post မှာပါပြီးတော့အိမ်သိမ်းမကားတာကျွန်တို့ရဲ့ဆရာမကြီးအမေပြန်ရဲ့နော်နောက်ဟိုတနေ့ကမကင်မိုးနေရာမတ်လို့တို့ဟိုပါလေနေရာယူတို့လေနာယူတို့ဖြစ်အောင်ဆွဲချတယ်ဖင်ကြီးမှာအကုန်လုံးကအဲ့ဒါ ဟန်ရင်ဦး page မှာပါပြီးသားလူနော်မခင်မို့သူတို့ပါဇက်တွေကိုကြောက်လို့ဒီဘွားကြီးတွေပါငါကြောက်လို့ငါတိုက်ခမ်းမှာရောင်းစားပလိုက်အဲရောင်းစားရကုံရောမရောင်းမဲနဲ့ဆိုရင်မရောင်းမဲနဲ့ဆိုတိုက်ခမ်းငါရင်တိုက်ခမ်း2သိန်းလောက်2သိန်းခွဲလောက်ရမှာတလောက်အခုတော့ငါရောင်းစားတော့ကုံမရှိတော့ဟုတ်ပါဘာလို့အဲ့ဒါတော့ဒါကတော့တခုပေါ့နော်အဲ့ဒီ ဇော်မုံအိမ်ပါတယ်ဆိုတော့ဟန်ကျင်းဦးကခြုံလိုက်လို့ပေါ့နော်အခု NY မှာအခု9:55မိနစ်ရှိသွားပြီအဲအခုပြီးတော့မနေ့ကဒေါ်နဲ့ထရန့်ကပြောတယ်အမ်ဗီဇာတွေပိတ်တဲ့ကိစ္စနော်ဒေါ်နဲ့ထရန့်ကဗီဇာတွေပိတ်တဲ့ကိစ္စမှာဟိုအမေရိကန်ကိုလာပြီးတော့နော်အမေရိကန်ဒီမိုကရေစီကို အမျက်ထုတ်ပြီးတော့သူတို့တိုင်းပြည်တွေပြန်တဲ့အခါကျရင်အမေရိကန်ကိုအကျိုးမပြုတာတဲ့ကဘာကြီးကိုဖျက်ဆီးတဲ့လူတွေများလို့ Harvard University မှာကျောင်းတက်ခွင့်တွေအကုန်လုံးပိတ်ခမ်းတာနော်အဲမြောက်ကိုရီးယားဝတ်ပုဝတ်ပုဆိုရင်အရင်တော့သူ့ဖေရှိတဲ့ကာလတော့မြောက်ကိုရီးယားဝတ်ပုကယူရိုပ်မှာကျောင်းလာပြီးသွားတာကျောင်းကျောင်းပြီးသွားတာဒါကြောင့်ပညာတက်ဒါကြောင့် ဒီစစ်အာဏာရှင်ကလေးတွေပညာတက်ပြီးတော့တိုင်းပြည်တွေပြန်ပြီးတော့အလုံးလုံးတယ်ဆိုရင်တိုင်းပြည်တွေအရန်အစိတ်တောက်ဖြစ်တာအရန်ဒုက္ခရောက်တာအဲ့ဒါကိုသတိထားပေါ့ပေါ့တော့တွေ့လေနေလို့မရဘူးတတ်ဆိုးရှည်လေးတို့အာဏာရှင်အမျိုးဆက်တွေတတ်ဆိုးရှည်လေးပဲเนาะနောက်ပြီးတော့ကျင့်ကျင့်ဖင်ရဲ့ကျင့်ဖင်ရဲ့တမီးဟာဒီမှာ professor တန်းတက်နေတာ Harvard University မှာအဲ့တော့ဒီ visa ပိတ်တယ်ဆိုတာကဒီ Harvard University ရဲ့ visa ကိုပိတ်တယ်ဆိုတာကတယောက်တည်း ကြည့်မယ်သမီးတယောက်တည်းမလာဘူးဆိုရင်လူခွင့်ရေးတိုင်းပြည်လည်းဖြစ်တယ် Harvard University လည်းဖြစ်တဲ့ခါကျတော့နာမည်ပြက်တယ်အဲ့တော့အကုန်လုံးပိတ်တယ်เนาะအကုန်လုံးပိတ်တယ်ဆိုတာအတိတ်ပဲရှိတယ်တယောက်ကိုလှုပ်ချင်ရင်ကြီးကြီးမားမားနောက်ပါနောက်ကလူတွေအများကြီးကလှုပ်ရတယ်เนาะနည်းနည်းတော့အမုန်းခံတယ်လူဆိုတာအော် Donald Trump ကိုအလုံးစုံပတ်သုံးမာကြီးလက်ဟိုမကြိုက်ပင်မဲ့ဒီလိုကိစ္စမျိုးတွေတိုင်းပတ်သက်လာရင်မာကြီးတို့ကအားပေးရမယ်ဘာလို့လဲဆိုတော့ ကဘာကြီးမှာလူညစ်ပတ်တွေရဲ့သားသမီးတွေအတွန့်ရှည်တာဟာငါတို့လူလူငယ်ဟွာတွေပေါ့ပြည်သူတွေဒုက္ခရောက်မဲ့ပြည်သူတွေအများကြီးပဲသူ့သမီးကြတော့ तू က Harvard University မှာကျောင်းလာထားပြီးတော့ American နဲ့စီးပွားရေးစစ်စစ်ပွဲဆင်နွှဲနေတယ်ဆိုတော့ဒါဟာ American ကို American ရဲ့ Democracy ကိုအကျိုးဟိုအကျိုးပြုတာမပြုတာအရေးမကြီးဘူးပတ်စံရလို့တင်တာပဲဟုတ်တယ်မလားဟိုဒါမဲ့ ကဘာကြီးပေါ်လဲအကျိုးမပြုတ်ဘူးသူတို့ကအစိတ်တောက်တယ်ဖြစ်တဲ့အတွက်ဘလိုလေးလဲတာမယူစားစားလေးပြီးအောင်ဖတ်လာဘာဘာကိုခေါ်လဲသူတို့သူတို့ကိုသူတို့ကိုဗီဇာပိတ်တယ်ဆိုတာ harvest မှာចောင်းနေဝင်ပိတ်တယ်ဆိုတာ ဒါဒေါ်နယ်ထရန့်လှုပ်တင်လှုပ်ထိုက်တယ်လို့ခေါ်တယ်เนาะနောက်တစ်ခုကဒေါ်နယ်ထရန့်ဦးကြောင်ကြောင်လည်းမထားဘူးသူ့ရဲ့သူကတော့တထေးတထေးချင်းအီလွန်မတ်ဆိုသူထားတာဟို respect ပေးပြီးစကားပြောပေမဲ့အီလွန်မတ်ကောက်ဒီကို cabinet member တွေကထုတ်ဆိုထွက်လာတာပဲတမရဆိုတော့တယောက်တည်းလှုပ်လို့ရတာမဟုတ်သူ့ရဲ့ member တွေဝင်ကြီးတွေရှိတယ်အဲ့ဒီဝင်ကြီးတွေကအစ Elon Musk ရောက်တာ သူတို့သွားနေတဲ့လမ်းကြောင်းကိုတွေ့ဖီလာတဲ့အခါမှာ Elon Musk လောက်လောက်ကင်ဆောင်ရွက်မှုတွေရောနောက် Elon Musk ကိုယ်တိုင်လည်းဒီတမရရေးရာတွေကိစ္စတွေမှာဝင်ဝင်ပါတဲ့အခါကျတော့သူ့ရဲ့ဒီ Tesla ကားတွေအယောင်မတွက်တော့သူလည်းသူလည်း stock တွေတော်တော်ပြုတ်ကျသွားသူ့ရဲ့ဝင်ငွေသူ့ရဲ့ပတ်စံအစဘီလီယံ3 4 5ဘီလီယံလောက်ပလုံသွားတယ်ဆိုတော့ဟိုရှိတာက300ရှိတာ အော်စဉ်းစားကြည့်ကိုယ့်လက်ထဲမှာဒေါ်လာ300ရှိမယ်300တွေက656သက်656ဒေါ်လာကုန်သွားမယ်ဆိုရင်ဒါကလည်းကိုယ့်ရဲ့ထိခိုက်နစ်နာမှုပဲနည်း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 တော့ပတ်စံမဟုတ်ဘူးလေဆိုတော့ Elon Musk ဆွတ်သွားတယ်ဆိုတာ Donald Trump အတွက်လည်းကောင်းတယ်လို့ Elon Musk ဆွတ်လည်းကောင်းတယ်နော် तू तू က Elon Musk ဆိုလူမျိုးอ่ะ तू သာအမေရိကန်မှာမွေးရင် तू ကဒီမှာတမရပြန်ရွေးချင်ရွေးမှာဒီလိုပဲဒီဘဲတွေကခေါင်းသီးတွေခေါင်းသီးတွေကဘာပေါ်မှာ ြီးစိုးလာတယ်ဆိုရင်ကဘာကြီးတို့အန္တရာယ်ရှိတယ်။ဘာလို့လဲဆိုတော့သူတို့ကအရန်ချမ်းသာပြီးတော့သူတို့မှဟိုအရန်တော်ရင်တော်မယ်သူတို့ကားတွေမှာပဲတပတ်ဟိုအစွန်းရောက်ပြီးတော်ရင်တော်မယ်ပြည်သူတွေအတွက်အကျိုးမရှိဘူး။ငေါ်ဒါကအမေရိကန်ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့တော့အမေရိကန်ကဗီဇာပိတ်တဲ့အထဲမှာစိတ်အနာဆုံးလူတွေရှိတယ်။ဘာဖြစ်လို့လဲဆိုတော့မဲဆောက်မှာငုတ်ထုတ်ထားပြီးစောင့်နေတဲ့တော်လန်ရေးကိုဘေးနားကနေပြီးတော့ပန်ဆယ်လိုအားရအောင်အောက်ကနေဖောင်းလေးထုတ် ဟိုဟာလေးပြောဒီဟာလေးပြောမော်တော်လမ်းကြီးသမားတွေထဲမှာလည်းရှိတာလားဆိုတော့မရှိဘူးထောက်ဖို့လုံနေရလားဆိုတော့လည်းမလုံနေဘူးမိုင်းတို့လိုလူမျိုးတွေကျန်တဲ့လူတွေကိုလည်းဆွဲချတယ်ပြီးတော့သူတို့အကျိုးစီးပွားတွေပဲလုံနေတဲ့ဒီတခြားတိုင်းမျိုးကိုသွားဖို့စ조사နေတဲ့လူတွေအတွက်တော့ဒေါ်နယ်ထရန့်ဗီဇာပိတ်မှုဟာပြည်တွင်းထဲကကြောင်းလာတက်ဖို့စ조사တဲ့ကလေးတွေမှာလည်းဒီလိုရိုး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 စာတော်လို့ចောင်းလာတက်တဲ့ကလေးတွေဆိုရင်တော့ it's fine ပေါ့เนาะ it doesn't matter ဒါပေမဲ့ ဒီစကားစမိသားစုတွေသူတို့မိသူတို့အဖေတွေမိတွေနာမည်ချောင်းချိန်ဟိုတကောင်စင်းနေချိန်ပြီးတော့အမေရိကန်နဲ့အမေရိကန်ဗီဇာယူပြီးတော့ဒီလဲရောက်ကောမပြောင်းတော့တာမျိုးဆိုရင်အမေရိကန်ရဲ့ဒီမိုကရေစီကိုဒါအမျက်ထုတ်ပြီးတော့ကိုယ်တိုင်းပြီးကိုကောင်းတယ်ဆိုရင်တော့ဒီလိုအမျက်ထောက်မှုကကောင်းတယ်ကိုယ်တိုင်းပြီးအတွက်ပညာတွေတင်သွားတယ်တိုင်းပြီးမှာပြန်အကျိုးပြုမယ်ဆိုရင်ကောင်းတယ်အမေရိကန်ကိုလည်းဒုက္ခမပေးဘူးဆိုရင်ဒီပညာတင်မှုဟာ တမတမတ်ချတယ်ဒါပေမဲ့သူတို့ကမိသားစုအဖေနာမည်လေးချိန်ပြီးတော့ဒီမှာသူတို့ပတ်စံရှိတာဟိုသူတို့ကလေးတွေကစစ်ဖဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဟိုတယ်တို့စီရိုးနာတို့ဘာတို့မှာဒီစစ်ကောင်စီကလေးတွေကခရိုနီကလေးတွေကငါတို့ကလေးတွေကစာမတင်ရတာသူတို့ကစီရိုးနာတို့ဘာတို့မှာ wifi မိတော့သူကနိုင်ငံခြားဆရာတွေနဲ့စာတင်တယ်ပြီးတော့ American visa ရအောင်ယူတယ်ယူပြီးတော့သူတို့ကမိဘနံပါတ်တွေချိန်ပြီးတခြားနိုင်ငံတွေမှာလာနေကြတယ် နော်နမကြီးသားသမီးတွေနမကြီးဟိုနိုင်ငံရေးနည်းနည်းပေါပလှုပ်ထားတဲ့လူတွေဆိုရင်ဗီဇာလည်းမပေးအပြင်လည်းမထွက်တော့မင်္ဂလာပါရှင်ဆိုတော့ဗီဇာပိတ်တာကယူဂန်ဒါတို့ဘာတို့လို့တာရစ်စီရှိတဲ့နေရာမျိုးကိုပိတ်တာဖြစ်တဲ့အတွက်ဗီဇာပိတ်တာကကိုပါအရှက်ရတယ်မလားအဲ့အရှက်ရတဲ့ခါကျတော့ပြောရရင်အမေရိကန်စမ်းသူကြီးလက်ထက်ကငါတို့ဘယ်နိုင်ငံလဲဆိုတော့ ောင်ဆန်းစုကြည်တိုင်းပြည်ရလို့ပြောရယ်မာကြီးတို့ကအရန် credit ရပြီမျက်နှာပန်းပွင့်လာတယ်မာကြီးတို့ကအခုလည်းကြာရောမေလိုခေတ်ဆိုတော့ငါတို့ကမေလိုတွေထင်ပြီးတော့ငါတို့ကဘာ country of origin ဆို Burma လို့ပြောလိုက်ရှက်စရာအတိဖြစ်နေသိရမလားအဲ့လိုမျိုးလင်းနေတာကာလအတွင်းမှာအဲ့လိုဖြုတ်ချပလိုက်တာပေါ့နော်ကိုယ့်ရဲ့ပြောတယ်ဟိုတနေ့ကပြောတယ်အမအဲ့လိုတွေပြောရင်ပုံငိတ်ကြတယ်ဆိုတော့တိုင်းပြည်ပုံငိတ်ကြသွားတာနော်တိုင်းပြည်ကပဲ ိုလူသက်သမားမိသားစုတွေလိုလိုတခိုးတွေလိုသိရမလားနေဆက်ကဟာရက်လဲတခိုးတွေပြည်သူဘန်းပြပြီးတော့နှစ်ဖက်လုံးယုံမာတာအဲ့တော့ဘာဖြစ်လဲဆိုကိုတွေပါဟိုလူညွတ်လူလူယုံမာလူညစ်ပတ်တွေစရင်နဲ့ဝင်သွားတာရှက်စရာအတိပဲအဲ့ဒါမှတ်ထားငါငါတို့လို့ငါတို့ထိတာမှမဟုတ်ပဲသူတို့ကသူတို့ရံဖြစ်နေကြတာပဲသူတို့ကသူစစ်ဖြစ်နေမဟုတ်ဘူးဘယ်နေရာမှာဘာလို့လုံးလုံးမင်းမြဲမှတ်ပါမင်းပမာဆိုအောင်ကိုလက်တချင်းရှိတယ် ဘာလို့လို့သူတို့ရဲ့လုံရက်တရားမိုင်းတို့ပါ affect ဖြစ်တာသိရမလားမင်္ဂလာပါအားလုံးမင်္ဂလာပါနောက်တစ်ခုမိုင်းတို့ဒီအဲ့လိုဗမာတွေယူသွတ်တဲ့ကိုရီးယားမှာတမနာတက်ပါတယ်အဲ့တမနာအရင်တမနာစစ်တပ်နဲ့ပေါင်းပြီးအာဏာသိမ်းဖို့လုပ်ပေမဲ့စစ်တပ်ကတမနာဘက်ကမပါဘူးပြည်သူဘက်ကပဲရက်တယ်ဘလောက်ချစ်စရာကောင်းတဲ့စစ်တပ်လဲအဲ့ဒါမြန်မာပြည်ကဖြစ်လာမဲ့စစ်တပ်ကအဲ့လိုမျိုးဖြစ်နေရမှာ ပြည်သူဘက်ကမရက်ဖဲနဲ့ဟိုတမနာဘက်ကနေရက်လိုက်ရင်ဒီကောင်းတာပါလဲဆိုတော့ဒီတောင်ကိုရီးယားကအကုန်လုံးကစစ်တဲမဝင်မနေရတင်တန်းတက်ထားပြီးတော့အဲ့စစ်တက်တွေအဲ့စစ်တက်ကြီးကို training ပေးတဲ့လူတွေကမိုင်းတို့ခုခေတ်တော်လိုင်းရေးတက်သားတွေလိုပဲလူကြီးလူကောင်းယောက်ျားကောင်းယောက်ျားမြတ်တွေကနေပြီးတော့ training ပေးတာ DSA တို့ဒေါ်စရေးအကြောင်းအမေလို့ဖွင့်ချောင်တွေက 白米的呀，炊米白汤啦，么后天看家哦，但某些人要加一点，但某些人可怜了的，我会怕白他啦，皮带端。不他妈的呀，怎么啦？啊，那对我就做来，实在的泡米了。哎呦，牛马上呢，路啊啥，都变没有判断了。牛上带机器的，狗了嘛，瘦牛有,有上呢，带机器，哎、啊，瘦瘦牛带上来。 စစ်တပ်ကဟိုအဲ့ဒီတမနာကိုပြန်ဖမ်းပလိုက်တယ်ဖမ်းပြီးတော့ပြည်သူလက်ထဲကိုထည့်လိုက်တယ်เนาะဒါပြည်သူရဲ့ပြည်သူကာကွယ်ရေးတပ်ဆိုတာဒါပဲဖြစ်နေရမှာကိုယ့်ဘက်ကမှမကာကွယ်ပဲပြည်သူအခွန်ပေးထားတဲ့ပြည်သူတွေဘက်ကဟိုနင့်နာအစအစဒီလိုအစိုးရစုတ်ပဲ့သွားတာနဲ့အစအစအရာနင်မွန်းသွားမဲ့ပြည်သူဘက်ကမလိုက်နာပဲနဲ့မပါတဲ့စစ်တပ်ဆိုရင်အလကားစောက်တပ်လို့ခေါ်တယ်เนาะအဲ့တော့အဲ့ဒီမြောက်ဒီတောင်ကိုရီးယားတမနာကို ပထမတမနာဆောက်ယူထတာဟိုဖမ်းပြလိုက်ပြီးအခုတမနာအစ်စ်ပေါ်လာတယ်တမနာအစ်စ်ပေါ်လာတဲ့တမနာကိုအညူကြီးနဲ့လည်းအစင်ပြေတယ်လို့ဟိုသတင်းတစ်ခုမှတွေ့လိုက်တယ် BBC လားပါလားမသိဘူးအဲ့မှာတွေ့လိုက်အညူကြီးနဲ့အစင်ပြေရင်တော့အညူကြီးကလူတွေတိုင်းပြည်ပြေးဖို့တခုအစင်ပြေသွားတာပဲရှိတယ်ပြည်သူတွေအတွက်ဟိုအဟိုသူ့သူ့မှာတူတာကင်ချီစားပြီးတော့နော်မမဘီ ဘမပြိုလာအလုံးလုံးတဲ့ကိုရီးယားချိုတွေပါမြင်မှုတယ်သူတို့ပါသူတို့တော့ကင်ချီစားပြီးတိုးတက်အောင်မြင်အောင်လုပ်ထားတာစောက်ပြင်းတွေကိုလာမကူဘူးစီးပွားရေးလာ လုပ်တယ်ဆိုတော့လေသူ့အကျိုးမြတ်ကိုအကျိုးမြတ်ရှိမှာပဲတောင်ကိုရီးယားကိုစီလာပြီးတော့ကူမာလေကိုရီးယားအပြင်းနေကြီးပဲပြနေဆိုရင်တော့အပြင်းရောကဆွဲကွက်သွားမှဖြစ်တဲ့အတွက်သူတို့ကကိုရီးယားကူမာမဟုတ်ဘူးအရင်တော့ကိုရီးယားဆက်ယုံနေခုတည်းတည်းလည်းရှိချင်ရှိအောင်ပဲဒါပေမဲ့ကိုရီးယားလူမျိုးဆိုတာမိမယောက်ျားကလေး လူကြီးအပတ်တကုတ်စူးစမ်းနေတာကိုရီးယားမှာအထက်တန်းအောင်တဲ့လူက65ရာခိုင်နှုန်းရှိတယ်အထက်တန်းကျောင်းတစ်ကျောင်းမှာဆိုရင်ဟိုကလေးတရာကျောင်းတက်တယ်ဆိုရင်65ယောက်ကအထက်တန်းအောင်တယ်အဲ့လိုပညာရေးလဲအားကောင်းတယ်အလုပ်လဲအရန်ပြင်းထန်အောင်လုပ်တဲ့အတွက် Samsung ကဟိုကဘာကြီးကဟို Samsung ကကဘာကြီးက electronic company တွေကသူ့ကိုကြောက်နေရတယ်ကြောက်နေရတဲ့အခါကျတော့သူတို့ကို ဟိုဟာဖြစ်တာဗောနော်သူတို့ဒါသူတို့ရဲ့ကြိုးစားအောင်မြင်မှုကအဲ့လိုမျိုးတိုးတက်သွားဒါပေမဲ့အဲတောင်ကိုရီးယားကမြန်မာတွေနဲ့ဟိုဟာဖြစ်မယ်ဆိုတာတော့မကြီးကကိုအားကိုကိုးစီခြင်းနဲ့လူဖြစ်တဲ့ကကြတော့ဟိုလူမျော်ဒီလူမျော်တဲ့ကိစ္စကိုမကြီးတို့ရတန်းရက်တဲ့မကြီးတို့လည်းမျော်ခဲ့ပြီးပြီ9နှစ်လောက်ရှိပြီဘယ်သူမှလည်းလာလာလည်းမရှိဘူးသိရမလားအဲ့တော့ဟိုမျော်ဒီမျော်နေမဲ့ဆိုကိုအင်အားကိုကိုတေချာကြည့်ပြီးတော့အန်ယူဂျီနဲ့အစဉ်ပြေးတဲ့ဆိုလဲအန်ယူဂျီရဟာတွေထွက်ပြေးဖို့ အဲနေရဒေတာတစ်ခုရသွားတာလွဲပြီးတော့ဘာမှတော့မာကြီးတို့တိုးတက်မှုကလည်းအခုလည်းသူတို့ရဲ့တိုးတက်မှုကဂျိုးဘိုင်ဒန်လက်ထက်မှာသူတို့မိသားစုတွေဟိုအမေရိကန်ပို့ဖို့ပဲချိုးစားနေဂျိုးဘိုင်ဒန်ဆိုတာကဒီဒီအုပ်စုလိုက်ကြီးကဒီမိုကရက်အုပ်လိုက်ကြီးကမြန်မာပြည်ကိုအရန်ဟိုအတန်ရှင်ပေးတဲ့အုပ်စုအဲ့ဒီလိုကာလမျိုးမှာတော့သူတို့ကသူတို့ဖို့ပဲသူတို့လုတ်သွားတဲ့ခါကျတော့ဒီဘဲတွေလည်းလေ့လာမှမဟုတ်ဆောက်အားတွေမှမဟုတ်တာအမေရိကန် CIA တွေလည်းဘာမှပြည်ထဲမှာတပုံကြီးရှိရပါပဲ အော်ဒီထဲထဲကလူကတော့လူတက်ဓမြတိုက်ပေါင်900ချနေတယ်။နောက်တစ်ကောင်ကလည်းလာပြီးတော့ဒီဒီဥစ္စာကိုပဲပြပြီးတော့မျိုးသားဆိုထားတယ်ဆိုရင်ပြည်သူပြည်သူပေါ်မကြည့်တဲ့လူဆိုရင်ငါတို့ဒီမိုကရေစီတိုင်းပြည်ကစောက်ယူမလို့လိုက်ပြီးတော့ဟိုလူလိုက်အန်ဒီလူလိုက်အန်အန်ရမလား။ကဘာပလိတ်ကြီးကဘာပလိတ်ကြီးအစဲခံရတယ်ဆိုတာအကျိုးရှိတဲ့လူတွေကိုပဲကဘာပလိတ်ကြီးကအစဲခံမှာပေါ့။ရိုးရိုးကိုတိုင်းပြည်ကိုကိုချပြပြီးတော့ဟိုကြားဖြတ်နေရောကြည့်ရမလားဝင်ကြီးတွေကလည်း ဟိုတခြားတိုင်းပြည်မှာတိုက်ပြီးဝယ်အိမ်တွေဝယ်ဆိုတော့ဘသူကလာပြီးကုညီမှာလဲအဲ့ဒါအမေရိကန်အောင်ဒီလိုတွေးတယ်ဆိုရင်အမေရိကန်နဲ့ဟိုရင်းနှီးမှုရနေတယ်တောင်ကိုရီးယားဒီမှာလာဆက်စုနေလာဆက်စုအမေရိကန်နဲ့ရင်းနှီးမှုရနေတောင်ကိုရီးယားအန်ယူဂျီနဲ့အဆင်ပြေတယ်ဆိုတော့အန်ယူဂျီနဲ့အဆင်ပြေတော့အန်ယူဂျီကလူတွေတော့တောင်ကိုရီးယားရောက်မှာပေါ့ရောက်သွားလို့စီးပွားလေးပါလေးလုံးပြရင်တော့ကောင်းတာပေါ့နော်သူတို့က တလမှာတရက်လောက်ဟိုတိုင်းသူပြည်သားတွေဟိုဝန်းနေပြခြေကွဲပြဟိုတနေ့ရလို့ဟိုမြို့တမြို့ဘုံချတယ်ဆိုရင်ဝန်းနေကြခြေကွဲကြပြီးရင်သူတို့နောက်နေ့တွေကျရင်သူတို့ဟန်းကောက်လုပ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်ပဲเนาะဒီလေးလေးတို့ချစ်သူဝေတို့ကစားတင်းညာတဲတင်းညာသူများတွေကိုလှမ်းဆဲလိုက်အဲထဲရလူတွေကိုကြာနန်းကြီးတုတ်နန်းကြီးတုတ်လှမ်းပြောလိုက်ပြီးရင်သူတို့ကိုယ်တိုင်လည်းတချင်းနေဆိုပြီးပြောနေကြတာအဲ့လိုမျိုးတွေကြတော့ အနေတူတိတ်တာကြတော့ဖြူကျော်သိန်းတို့ကအနေတူတိတ်တယ်သူတို့ကသူတို့ကဲရင်လည်းကဲတယ်မှာပေါ့လူလူသားလူတဲမှာချားတယ်မှာမချားရအောင်ဘသူ့ကိုဘလော့ရမှာလဲဟမ်မအေးရဒီမှာမအေးရဒီမှာပြောချင်တာတွေပြောနေတော့ဘလော့လိုက်လေဘာလဲမအေးရသူကသူကညီမကိုကြည့်ပြီသူလည်း YouTube channel လုပ်ထားတယ်ညီမကသူ့ရဲ့ fan ပါ ကျွန်မသူ့ subscribe လုပ်ထားတယ်ကျွန်မသူ့ဟဲ့ငါစကားပြောနေတာသူလာဆက်စုနေနားမှာလာပြီအဲ့တော့ဒီဒီဇော်ဘုံဟင်းဆိုတဲ့ကောင်ကိုဇော်ဘုံဟင်းဆိုတဲ့ကောင်ကိုတိုင်တဲ့လူကသူတို့စစ်တပ်တွေကဟန်ငင်းဦးကပဲတိုင်တာဟန်ငင်းဦးဆိုတာလည်းတယောက်တည်းပေါ့အုံလိုက်ကြီးအဲ့တော့ အဲ့ဒီဟန်ကြီးမှုတင်တဲ့လူတွေအကုန်ဖမ်းခါရတယ်။ပန်ဆယ်လို့အိတ်တိမ်ပဲလှလှပပငုတ်တုတ်ကလေး။နော်။အန်ဆယ်ပန်ဆယ်လို့အိမ်နေလှလှပပငုတ်တုတ်လေးလားဆိုတော့မဟုတ်သူ့ဖေရဲ့ဗျာရည်အိုးစင်ကတိုက်ခိုင်းရတယ်လှလှပပငုတ်တုတ်ကလေး။နောက်ကျမတို့ဟိုလင်နာယူတို့သူနေရာမရလို့ဆိုတော့ဖင်ကြီးမလည်းသူ့အိမ်ကသူ့သူ့အိမ်ဘာတွေဆိုတာလဲငုတ်တုတ်ကလေး။ဆိုတော့ကျမတို့ပြည်သူတွေကပါနဲ့မယ်။ ကျမ်းတော့ကျမ်းပါပါတယ်ပျော်တော့မပျော်ရှင်ဘူးသားလေးရယ်စုတောင်းစုတောင်းပေးတာတော့ကျေးဇူးတင်ပါတယ်အန်ဒီကျမ်းမအောင်ကြိုးစားပါလေပျော်တာကတော့တိုင်းပြည်နေတိုင်းဒုက္ခတွေရအောင်လို့ဆိုတော့ပျော်တော့မပျော်နဲ့ဟမ်ဒီကောမင်းမတာဒီလုံးရဲ့ဟိုပါလေလေဒီလုံးဖန်နေလေဟုတ်လားဒီလုံးဖန်နေလားอืมဒီမှာဖန်နေရောက်ရှိချာများလေ693တောင်းမှာ693တောင်းမှာ तू ကဘမလို့ကောင်းကောင်းသိတယ်ချင်း तू က လိုက်ကန်96ပြည့်ရသူ့ဖေကဗမာစာတင်တော့သူတို့ကဗမာလိုကောင်းကောင်းသိသူတို့ကဗမာစကားလေးပြောဗမာလိုစာလုံးပေါင်းအောင်ကြည့်မရေးတော့ဗမာလိုဖတ်တယ်လားဗမာဖတ်တယ်တယ်ဒါမှစာလုံးပေါင်းအောင်မရေးတော့အခုသူပါရေးတာမင်္ဂလာပါပါရေးတာမင်္ဂလာပါအန်တီနေ့တိုင်းမှာနေ့အဲမှာကျမ်းမာပျော်ရှင်ပါစေကျမ်းမာပျော်ရှင်ပါစေတဲ့ညလည်းအတော်နဲ့ဖျားရှိခိုးတယ်တန်ဖို့တွေရွတ်တယ် နောက်ဂုံတော်၉ပါးရွတ်တယ်သူတို့ဘုရားတရားလေးဟိုဟိုအစအစပြူရတာပေါ့ဗုဒ္ဓဘာသာကိုအစပြူပြီးတော့တည်မေးရတာပေါ့ကျမပြောပါကျမတယောက်တည်းပဲဒီရုပ်ပါဒီကာလာပါဆိုမှဒီမှာသူတို့ကသူတို့ကပါကညောအစစ်ကြီးပါကညောပါကညောအစစ်တွေပါဒီမှာတပလူတူမလောတပလူအာချီလောတွေပါဒီဟာတွေက ရေတန့်ရေတန့်ပို့တယ်ဆိုတာလဲဒါပန်ဆယ်လူပြောတာပါတကောင်လဲတော့မဟုတ်ပါဘူးတဲ့တကောင်လဲမဟုတ်ပါဘူးဒါကြီးကအုံလိုက်ကြီးပါသူတို့မှဒါတို့မသိရုံငန်းလိုက်ကြီးသူတို့ကအာနာရှင်ဖြစ်တဲ့အတွက်သူတို့ကစစ်တပ်ဟိုဟိုအပြင်မှာတိုက်ခိုက်ရေးသမားလောက်မိနီကိုသူတို့ရဲ့ဒီတွေးခွဲရေးတို့ထောက်လန်းရေးတို့ကအင်အားကြီးတယ်အဲပြည်သူကိုဒုက္ခပေးဖို့ဆိုရင်သူတို့ကအဲ့အင်အားကိုတိုးချဲ့တာလား တော့ဟန်ဂျင်းဥစွာတကောင်လည်းမဟုတ်ဘူးအန်တီတီးတလောက်တော့ဟိုဟာကွန်ပျူတာကွန်ပျူတာဆယ်လုံးအလုံးတိဟိုအလုံးကွန်ပျူတာအလုံးတရာလောက်နဲ့အဲကွန်ကန်းနဲ့လူအုပ်လိုက်ကြီးဘယ်နာမှာသူတို့အာနာကိုအခုအဲ့မြေမျိုးတဲ့ထဲမှာအဲ့ဒါတွေပါပါတယ်လေအဲ့ကြောင့်တအားတွေပြောနေတာပါဆိုမှမြေမျိုးကလေတပြောတာနေပြီးတော့မှစစ်ယုံကျုံမြေမျိုးတယ်ဆိုတာလေအဲ့မြေမျိုးတဲ့ထဲထဲမှာအဲ့ဒီ သွေးခွဲရေးသမားတွေသူတို့ကြာအင်တာနက်ကောင်းတယ်လေမီးလာတယ်လေအဲ့တော့သူတို့ချီမှာဆိုရင်ဟိုဟာတွေဘလို့ခေါ်လဲပြည်သူကိုရက်ဆက်ဖို့တာတာသူတို့ရုရှားမှာကိုသွားတင်လာတာအဲ့အုပ်စုတွေကသူကသူတို့ကပြည်သူကိုသွေးခွဲဖို့သွေးထိုးဖို့အခုလဲဟိုလဲလဲနွယ်သိန်းကဟိုခြံဟိုတဝက်ရောင်းလို့ပါတော့လုံနေတယ်အဲ့ဒါဆိုတာလဲအမိုင်းတို့အင်အားတွေကိုတနေ့မိုင်းပြောမလားတနားကြီးစိတ်ဆိုးရတာက ရှင်းနိုင်အလုံးလို့ရတာတဲ့ပင်မန်းနေအဲ့တော့လဲလဲနွယ်သိမ့်ဒီချန်သွားရောင်းနေဆိုရယ်ကိစ္စကလည်းအာယံအာယုံပြောင်းပြစ်တာပေါ့တော်လန်ရေးကိုဒီဇိုင်းမမတ်နဲ့လုပ်နေရနေပြီးအဲ့ဒီဘက်လဲလဲမီဆဲနေရတာပေါ့ပြည်သူအာယုံနောက်တာပေါ့နော်အော်ပွဲတွေပွဲတွေမှာ မပါနဲ့ဆိုတော့အဲ့ဒါကိုပြောတာလဲလဲနွယ်သိမ့်ဆိုတာလည်းအင်းနေဝင်ကရက်ကြီးစမိုင်းအိမ်မှာစမိုင်းအိမ်မှာပါတီလုပ်တော့ကလဲလဲနွယ်သိမ့်ဒီကိုလာတော့ကစမိုင်းအိမ်ကပါတီမှာပါသေးတယ်ဟို စမိုင်းယောက်ျားရဲ့အမေပြင်းကြီးရဲ့အမမွေးနေ့လောက်တာအမေရိကန်မှာအဲ့ဒီသူတို့ဝယ်ထားတဲ့18တန်းအိမ်ကြီးမှာအဲ့ဒီလက်နဲ့နဲ့သိရအဲ့ဒီမှာလာပြီးတော့ပါတီတက်တာပါတီကိုလာဝင်ကြည့်တာလူ20 30လောက်ရှိတာအဲ့ဒီမှာဘသူတွေလာလဲဆိုတော့မိတ်ကပ်မေဦးအဖွဲ့ရဲ့မိတ်ကပ်မေဦးကတော့စမိုင်းတို့အိမ်တိန်လို့အလှပြင်ပေးတာပေါ့နော်အဲ့ဒီအဖွဲ့ရဲ့အဲ့ဒီလက်လက်နွယ်သိမ်းလာတယ်နောက်ပြီးတော့မေဝင်းမောင် เนาะအဲ့ဒါကြောင့်တော်လန်ရေးထဲမှာပါတဲ့ဆယ်လီတွေဆိုကြောက်ကြောက်လို့ပြောတာသူအဲ့ဒီစမိုင်းသူကရုပ်ရှင်မင်းသားအချင်းချင်းလာလာမှာပေါ့လို့ထင်ပါပဲเนาะအဲ့ဒီရှင်တို့ရဲ့ဖာပြန်လဲလာခြင်းလာမှာပဲသဘောပေါက်တယ်မလားအဲ့တော့ဟိုလူတိုင်းကိုအဲ့လိုတတ်သတ်မှတ်တယ်မမတွေးအောင်အခုခေတ်ကပိုဆိုးတယ်ဘာဖြစ်လို့လဲဆိုတော့ အာနာရှင်ကလည်းသူ့အာနာတီမြဲရေးအတွက်ကြိုးစားသလိုအန်ယူဂျီကလည်းသူတို့အစဉ်စဉ်ပြေးလွားခုံပေါက်ဖို့ပဲစဉ်းစားနေတာကိုဘိုပဲကိုကြည့်တဲ့လူတွေများလာတော့အထဲတွေကလူလူတွေတေတာတွေများနေတာနေ့တိုင်းတေနေတော့ဒါအတိတ်ပဲမဲ့အသေးဆုံးတာတော့မခံနိုင်ဘူးကောင်းတဲ့လူတွေကြံတာပေါ့ရှင်မြန်မာပြည်ထဲမှာရှိတဲ့လူတွေကကောင်းတဲ့လူတွေပေါ့ကောင်းတဲ့လူတွေကမြန်မာပြည်ထဲမှာရှိတာပေါ့ရှင်သူတော်ကောင်းလေးတွေအများကြီးပါကျွန်မမြင်လာတဲ့ကလေးလေးတွေကအကုန်ကောင်းလေးတွေပါ မြန်မာပြည်ထဲမှာရှိတဲ့လူတွေကြံ့ကြံ့ခံတဲ့ဇာနီဘွားမိခင်တော်စုသားတွေလေမိခင်တော်စုသားတွေအများကြီးပဲ